ဆက်အနီး library မှာကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လိုပဲနိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုအခိုင်အမာတိစောက်လူသူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုနိုင်ငံပါတာလူမျိုးဖွဲ့စည်းစတဲ့တရားဥတည်ရွယ်ချက်မျိုးမရှိဘဲနဲ့ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါတယ်။အခုဒီအကြောင်းအရာကတော့ Israel Palestine စစ်ပွဲဆိုင်ရာမှတ်စုများလို့ပြောရင်ရပါတယ်။သို့တော့နောက်ပိုင်းအခုလက်ရှိပြောင်းလဲလာတဲ့အခြေအနေတွေအရတော့ Israel Hezbollah Hamas ဟူသည့် ပြိပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုဖြစ်ပါလေဗျ Israel Hezbollah Hamas တို့ဒီပြိပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုအပိုင်း89ဖြစ်ပါတယ်ဒီအပိုင်းမှာကတော့ကျွန်တော်တို့အဓိကသတင်းရှိ၃ပုဒ်ကိုပဲမျှဝေပြီးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ Israel ရဲ့ Gaza တကြော့ပြန်ထိုးစစ် Gaza ကလူရာချီတေဆုံးမှုကုလသမဂ္ဂဝန်ထမ်းတေဆုံးမှုနိုင်ငံတကာတုံ့ပြန်မှုနဲ့ Hamas တို့ရဲ့သဘောထားအဲ့ဒီသတင်းပြီးသွားရင်တော့ American ရဲ့ Houthi တိုက်စစ် ဟူတီရဲ့တုံ့ပြန်မှုနဲ့ဟူတီရဲ့တိုက်ခိုက်မှုတွေကိုအီရန်ရဲ့တိုက်ခိုက်မှုဖြစ်မှတ်ယူမယ်လို့ပြောလာတဲ့ Trump နောက်ဆုံးမှာကတော့ Israel ဝန်ကြီးချုပ်နဲ့ရှင်ဘက်အကြီးအကဲကြားကတင်းမာမှုနဲ့ရှင်ဘက်ဆိုတာဘလို့အဖွဲ့စည်းလဲဆိုတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးမျှဝေပေးမယ့်အကြောင်းအရာဖြစ်တဲ့ Israel ရဲ့ဂါဇာပေါ်တကြောပြန်ထိုးစစ်ဂါဇာကလူရာချီတေဆုံးမှုကုလသမဂ္ဂဝန်ထမ်းတေဆုံးမှုနိုင်ငံတကာတုံ့ပြန်မှုနဲ့ Hamas တို့ရဲ့သဘောထားဖြစ်ပါတယ် ဂါဇာကမ်းမြောင်ဒေသကိုမတ်လ18ရက်နေ့အင်္ဂါနေ့မနက်ပိုင်းကလေကြောင်းတိုက်ခိုက်မှုအစ်စ်တခုပြုလုပ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ပါလက်စတိုင်းအုပ်စုဟာမတ်စ်နဲ့ဆက်နွယ်နေတဲ့ဂါဇာကမ်းမြောင်ဒေသတွေကပြစ်မှတ်တွေကိုအာယုံမတက်မီတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးတပ်ဖွဲ့တွေကကြေညာခဲ့ပါတယ်။မနက်2နာရီခွဲအချိန်မှာဂါဇာကမ်းမြောင်ဒေသမှာရှိနေတဲ့ ဟာမတ်စ်အကြမ်းဖက်အုပ်စုနဲ့သက်ဆိုင်တဲ့အကြမ်းဖက်ပြစ်မှတ်တွေကိုတိုးချဲ့တိုက်ခိုက်ခဲ့တယ်လို့ Israel စစ်တပ်က Telegram မှာရေးသားခဲ့ပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ဝန်ကြီးချုပ်ယုံကတော့အဲ့ဒီတိုက်ခိုက်မှုကိုဝန်ကြီးချုပ်ကအမိန်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီနေရာမှာတခုကြိုတင်မြစ်တာရက်ခန့်ခြင်းပါတယ်။ကျွန်တော်တို့တဖက်အဖွဲ့စည်းတွေကနေပြီးတော့ထုတ်ပြန်တဲ့စာတွေမှာသူတို့ရဲ့မူရင်းအတုံးလုံးတိုင်းကျွန်တော်တို့ဒီမှာပြန်လဲထည့်သွင်းမျှဝေပေးခြင်းဖြစ်ပါတယ်။ဒါမှသာသတင်းကိုအတိအကျသိနိုင်အောင်ဖြစ်ပါတယ်ဗျ။ လက်ရှိပြစ်ခတ်ရစဲရေးကိုတတန်းတိုးဖို့နဲ့ဒဇာကန်တွေလွတ်ပေးဖို့အမေရိကန်ရဲ့အဆိုပြုချက်ကိုဟားမတ်ကအကြိမ်ကြိမ်ညှင်းဆုပ်ခဲ့တာကြောင့်မလို့အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကပြောကြားခဲ့ပြီးတော့ Israel ကအခုချိန်ကစလို့ Hamas နဲ့ပတ်သက်လာရင်ပြင်းပြင်းထန်ထန်တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပြီးစစ်ဆန်ညီနိုင်မှုတွေကိုတိုက်ပွဲဖြစ်နေချိန်မှာသာလှုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။ Fox News နဲ့တွေ့ဆုံမေးမြန်းခဲ့မှာအင်ဘီရောပြောရေးဆိုခွင့်ရှိသူ Caroline Lavick ကတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ်ထရန့်ဆိုရကိုအစ္စရေးတို့ကတိုင်ပင်ပြောဆိုခဲ့ပြီးဖြစ်တယ်လို့ဆိုတယ်။တမရကြီးထရန့်ပြောတဲ့အတိုင်းအစ္စရေးကိုသာမကအမေရိကန်ပြည်ထောင်စုကိုပါအကြမ်းဖက်ဖို့ကြိုးစားနေတဲ့ဟာမတ်စ်ဟူဒီစတဲ့အကြမ်းဖက်သမားတွေတံမိုးကြီးကြီးပေးရမှာကိုတွေ့မြင်ရမှာပါဆိုပြီးတော့ထုတ်ပြန်ပြောဆိုသွားခဲ့တာကိုတွေ့ရပါတယ်။အစ္စရေးတပ်ဖွဲ့တွေကဂါဇာကမ်းမြောင်အလေပိုင်းနဲ့တောင်ပိုင်းမှာစစ်ဆင်ရေးစတင်ခဲ့တာဖြစ်ပြီးတော့လုံခြုံရေးဆောင်ကိုချဲ့ထွင်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။လက်ရှိမှာအစ္စရေးတပ်တွေကဂါဇာမြောက်ပိုင်းနဲ့တောင်ပိုင်းကို ပိုင်းခြားထားတဲ့ဗျူဟာမြောက်ဧရိယာဖြစ်တဲ့နေဇရင်ဇင်းကျန်အထိတိုးချဲ့နေရာယူထားတာဖြစ်ပါတယ်။အိုက်တိုက်ခတ်မှုတွေကြောင့်ကလေးများပြားအပါဝင်လူပေါင်း200ကျော်တေဆုံးခဲ့တယ်လို့ဂါဇာကျမ်းမာရေးအာဏာပိုင်တွေကပြောကြောင်းမီဒီယာတွေမှာဖော်ပြပါတယ်။သို့သောနောက်ပိုင်းသတင်းတွေမှာတော့အိုက်တိုက်ခတ်မှုမှာလူပေါင်း၄၄ဦးအထိတေဆုံးခဲ့တယ်လို့ဂါဇာကျမ်းမာရေးအရာရှိတွေကပြောကြောင်းတွေ့ရပါတယ်။တိုက်ခတ်မှုတွေအပြီးမကြာခင်မှာပဲ အစ္စရေးအစိုးရဟာဂါဇာကမ်းမြောင်ဒေသအပေါ်ရန်လူကျူးကျော်မှုတွေတပံပြန်လည်လှုပ်ဆောင်လာပြီဖြစ်တယ်လို့ဟာမတ်အဖွဲ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဟာမတ်ရဲ့နိုင်ငံရေးအဖွဲ့ကအကြီးအကဲအရာရှိ ဖြစ်တဲ့ဘာဆန်နာရင်ကသူတို့အဖွဲ့ကသူတို့ကိုသူတို့ကာကွယ်ဖို့နဲ့ဂါဇာပြည်သူတွေကိုကာကွယ်ဖို့တိုက်ပွဲပြန်လည်စတင်နိုင်ခြင်းရှိတယ်လို့ပြောပါတယ်။အဖြစ်ကရစဲရေးသဘောတူညီချက်ကိုထိမ့်သိမ့်မှုရည်ရွယ်ပြီးချောင်းဝင်စစ်ဆက်သူတွေဆွေးနွေးနေခဲ့ပေမဲ့ ။အစ္စရေးကညတကောင်ရန်ကျော်အချိန်မှာဒီလိုရက်ဆက်ကြမ်းကြုတ်စွာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မစ္စတာနိုင်ကပြောပါတယ်။သူကအမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရကိုလည်းဝေဖန်ချုပ်ချခဲ့ပြီးတော့အမေရိကန်အစိုးရဟာအစ္စရေးရဲ့ဂျူဒင်အကြောင်းကြားမှုကိုလက်ခံရရှိခဲ့ပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုအတည်ပြုခဲ့တယ်လို့ဆိုပါတယ်။အမေရိကန်ဟာချောင်းဝင်စစ်ဆက်သူမဟုတ်တော့ဘဲပြိပက္ခမှာပါဝင်သူဖြစ်လာကြောင်းအမေရိကန်နေနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွက်လဲတာဝန်ယူသင့်တယ်လို့သူကဖြည့်ဆွတ်ပြောသွားခဲ့ပါတယ် ဟာမတ်စ်ဟာတိုက်ပွဲတွေကိုပြန်မစခြင်းမူဒါပေမဲ့လိုအပ်ရင်အဖွဲ့နဲ့ဂါဇာပြည်သူတွေကို ကာကွယ်ဖို့အတွက်နီးလန်းအားလုံးအသုံးပြုမှာဖြစ်တယ်လို့လည်းသူကပြောဆိုသွားကြောင်းသိရပါတယ်။အဲ့ဒီလေကြောင့်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ကုလသမဂ္ဂလုံရင်ကောင်စီအဖွဲ့ဝင်တွေဆွေးနွေးခဲ့ကြရမှာအများစုကအပြစ်ခက်ကျဆေးရေးပြန်ဖော်ဆောင်ဖို့တောင်းဆိုခဲ့ကြပြီးမြေအမေရိကန်ကမထောက်ခံခဲ့ပါဘူး။ကုလသမဂ္ဂဆိုင်ရာပါလက်စတိုင်းမြေရန်ကုစလေရီယက်တမန်ဆာကတော့ ပါလက်စတိုင်းလူမျိုးတွေဟာမစင်မကျင်တပ်ဖြတ်ခံနေရပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလုံးဝငြင်းပယ်ခံရတာထိခိုက်ဒဏ်ရာရတာတွေဖမ်းဆီးခံရတာတွေရှိနေတယ်လို့ပြောကြားသွားခဲ့ပါတယ်။ဗြိတိန်ပြင်သစ်တဲ့ရုရှားတန်တမန်တွေကမစ္စတာမန်ဆော်နဲ့ပူးပေါင်းပြီးတော့တိုက်ပွဲတွေကိုချက်ချင်းရပ်တန့်မှုတိုက်တွန်းခဲ့ကြပေမဲ့လို့ကုလသမဂ္ဂဆိုင်ရာယာယီအမေရိကန်တန်မတ်ဒေါ်တီရှယ်ကတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဟာမတ်စ်ကိုအပြစ်တင်ခဲ့ပါတယ်။ ဟာမတ်စ်ဟာအရက်ဖက်အခြေခံအဆောက်အုံတွေကိုပြစ်မှတ်အဖြစ်ဆက်ပြီးအသုံးပြုနေတယ်ဆိုတာကိုသိထားပြီးဒီလောက်ရက်ကိုအမေရိကန်ကအခြားသူတွေလိုပဲရှုတ်ချပါတယ်ဆိုပြီးသူကပြောကြားသွားခဲ့ပါတယ်အစ္စရေးတန်တမန်ကတော့သူပြောထားတဲ့အသုံးအနှုန်းထဲမှာစစ်သွေးကြွတွေကအစ္စရေးတစားကန်တွေကိုပြန်လွတ်ပေးဖို့ညှင်းဆန်တာကြောင့်မလို့တိုက်ခိုက်ဖို့လိုအပ်တယ်ဆိုပြီးပြောကြားသွားခဲ့ကြအောင်တွေ့ရပါတယ် အဲ့လိုဂျီနီရီဂျားထဲမှာပဲအစ်ဆွေးရမတ်လ16ရက်နေ့ဗုဒ္ဓဦးနေ့မှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ပြီးဒစိတပိုင်းမြေပြင်စစ်ဆင်ရေးပါပူးတွဲလှုပ်ဆောင်လာခဲ့တာကိုတွေ့ရပါတယ်။ထမံထုတ်ပြန်တဲ့သတင်းတွေအရတိုက်ခိုက်မှုကြောင့်လူ436ဦးထိသေဆုံးခဲ့တယ်လို့ဂါဇာကျန်းမာရေးအာဏာပိုင်တွေကသတင်းထုတ်ပြန်ခဲ့ပြီးနောက်ဆုံးထုတ်ပြန်ချက်မှာတော့သေဆုံးသူဦးရေဟာ960ကျော်သွားခဲ့ပြီလို့စစ်ဘက်ဆိုင်ကအာဏာပိုင်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။ တခဲမှုတွေဖြစ်ပွားပြီးတဲ့နောက်ကုလသမဂ္ဂအတွင်းမှုချုပ်ဂူတာရက်စ်ကဂါဇာဒေသမှာအဖြစ်ခက်ရစဲရေးအတွက်နိုင်ငံတကာတိုက်ဝန်အနေနဲ့မစုံမနစ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ပြောသွားပြီးလက်ရှိအချိန်မှာဂါဇာဒေသမှာရှိနေတဲ့ဒေသခံတွေဟာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများပြားသေဆုံးနေတာကိုနိုင်ငံတကာအတိုက်ဝန်ကမျက်မြင်တွေ့ရှိနေရကြောင်းကုလသမဂ္ဂရဲ့ကုလသမဂ္ဂရဲ့တာဝန်ကအဲ့ဒီလက်နက်ကိုင်ပြည်ပခန့်မှာပါဝင်တဲ့အဖွဲ့အစည်းတွေ အပြစ်ရစဲရေးကိုလေးစားလိုက်နာဆောင်ရွက်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းတွေကိုဂါဇာဒေသကိုဝင်ရောက်ခွင့်ပြုဖို့နဲ့တစားကန်တွေပြန်လွှတ်ပေးရေးအတွက်ကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ကူတာရစ်ကပြောသွားခဲ့တာတွေ့ရပါတယ်ကစားကမ်းမြောင်လေပိုင်းကကုလသမဂ္ဂစခန်းတစ်ခုကိုအစ္စရေးတပ်တွေတိုက်ခိုက်ခဲ့တဲ့နေရာမှာရရှိသူတေဆုံးပြီးအခြားသူ၅ဦးဒဏ်ရာရရှိခဲ့တယ်လို့ကျမ်းမာရေးအာဏာပိုင်တွေကပြောကြားခဲ့ပေမဲ့လို့အစ္စရေးစစ်တပ်ကအဲ့ဒီစခန်းကိုတိုက်ခိုက်မှုမပြုခဲ့ဘူးဆိုပြီးတော့ညှင်းဆုံနေပါတယ် ဂါဇာဒေသအလယ်ပိုင်းဒီယာအယ်ဘာလာမြို့မှာရှိနေတဲ့ကုလသမဂ္ဂအေအီဒါနှစ်ခုကိုဘုံကျဲတိုက်ခိုက်မှုတွေအတွင်းမှာထိခိုက်ခဲ့တဲ့အတွက်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးဝန်ထမ်းတူတည်ဆုံးပြီးတော့အခြားသူ၅ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂနဲ့ဂါဇာအခြေစိုက်ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတွေကမတ်လ16ရက်မနက်ပိုင်းမှာအတည်ပြုခဲ့ပါတယ်။ကုလသမဂ္ဂဝန်ထမ်းတူတည်ဆုံးခဲ့တဲ့အတွက်ထူထူထွေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတော့အလွန်အမင်းစိတ်မကောင်းဖြစ်ရပြီးတုန်လှုပ်ခဲ့ရကြောင်း ကုလသမဂ္ဂဝန်ထမ်းတွေကိုတိုက်ခိုက်မှုမှန်သမျှရှုတ်ချကြောင်းအဲ့ဒီဖြစ်စဉ်ကိုအပြည့်အဝစုံစမ်းစစ်ဆေးဖို့တိုက်တွန်းကြောင်းသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကမတ်လ19ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့လိုပဲပြိပကမှန်သမျှဟာရတားတွေပေါ်လင်းနဲ့ထားပြီးအကာအကွယ်ပေးရမယ့်ပုံစံမျိုးသာဖြစ်တဲ့နဲ့ဆိုပြီးတော့ကူတာရက်ကပြောကြားခဲ့တယ်လို့သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ပြိပခမှာပါဝင်ပတ်သက်နေသူတွေအနေနဲ့ကုလသမဂ္ဂအဆောက်အအုံတရှိရနေရအားလုံးကိုသိရှိထားပြီး ကာကွယ်စောင့်ရှောက်ခြင်းနဲ့အကျွမ်းမဲ့ထာဝရတည်မြဲမှုကိုထိန်းသိမ်းခြင်းကိုနိုင်ငံတကာဥပဒေအရမဖြစ်မနေလှုပ်ဆောင်ရမှာဖြစ်တယ်ဆိုပြီးတော့ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့လက်ထောက်ပြောရေးဆိုခွင့်ရှိသူဖာဟန်ဟက်ကပြောကြားခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ရဲ့တာဝန်ရှိသူတူကတော့သူတို့မှာဂျော်ဒန်သက်မှတ်ချက်တွေမရှိပေမဲ့အစ္စရေးရဲ့ရန်လိုမှုနဲ့တုတ်တင်ရှင်းလင်းရေးစစ်ပွဲတွေကိုအတင်းကျပ်ချက်ချင်းရပ်တန့်စီပြီးစစ်ဆင်ညီနိုင်မှုဒုတိယဆင့်ကိုစတင်ဖို့တောင်းဆိုပါတယ်လို့ပြောသွားခဲ့ပါတယ်။အစ္စရေးရဲ့ဂါဇာစစ်ပွဲမှာအနည်းဆုံးပါလက်စတိုင်း 4969ဦးထိတည်ဆုံးခဲ့ရပြီးတော့3312950ဒဏ်ရာရရှိခဲ့ပြီးဖြစ်တယ်လို့ဂါဇာကျမ်းမာရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဂါဇာကမ်းမြောင်ဆိုရမီဒီယာရုံးကတော့တည်ဆုံးသူဦးရေဟာ6100ကျော်သွားပြီဖြစ်ပြီးအပျက်စီးတွေအောက်မှာပျောက်ဆုံးနေတဲ့ပါလက်စတိုင်းထောင်နဲ့ချီတည်ဆုံးပြီလို့ယူဆထားပါတယ်။2023အောက်တိုဘာ9ရက်နေ့ကဟာမတ်ဥဆောင်တဲ့တိုက်ခိုက်မှုအတွင်းမှာအစ္စရေးမှာလူ1139ဦးအနည်းဆုံးတည်ဆုံးခဲ့ပြီး200ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ နောက်ထပ်အကြောင်းအရာတစ်ခုပါအဲ့ဒါကတော့ American နဲ့ American ရဲ့ Houthi တိုက်စစ် Houthi ရဲ့တုံ့ပြန်မှုနဲ့ Houthi ရဲ့တိုက်ခိုက်မှုတွေကို Iran ရဲ့တိုက်ခိုက်မှုဖြင့်မှတ်ယူမယ်လို့ပြောလာတဲ့ American သမ္မတဖြစ်ပါတယ်။ American သမ္မတ Donald Trump ကအခုကစလို့ Houthi ပစ်လိုက်တဲ့ပစ်ချက်တိုင်းကို Iran လက်နက်တွေနဲ့ Iran ခေါင်းဆောင်ပိုင်းရဲ့ပစ်ချက်တွေအဖြစ်သတ်မှတ်သွားမှာဖြစ်ပြီး Iran ဟာတာဝန်ခံရမယ်အကျိုးဆက်တွေကိုခံရမယ်ဆိုပြီးတော့ ူ့ရဲ့ social media ဖြစ်တဲ့ Truth Social Media မှာ match လ18ရက်နေ့ကပေါ်ပြခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းမှာပဲအီရန်ကတော့အခြေမြင့်မရှိတဲ့ဆွဆွဲပြောကြားမှုတွေအတွက်အမေရိကန်သမ္မတကိုဝေဖန်ရှုတ်ချခဲ့ပါတယ်။ Trump ကအဲ့ဒီရေးသားမှုမှာဟူတီတို့ရဲ့နောက်ထပ်တိုက်ခိုက်မှုတွေဒါမှမဟုတ်လက်စားချေရာတွေဟာကြီးမားတဲ့အင်အားနဲ့ရင်ဆိုင်သွားရလိမ့်မယ်လို့ပါပါဝင်ခဲ့ပါတယ်။ Trump ရဲ့တက်တန်းတက်မှာယီမင်ကိုအမေရိကန်ရဲ့ပထမဆုံးတိုက်ခိုက်မှုတွေကြောင့်မလို့ match 15ရက်နေ့မှာ ရီမင်း53သေဆုံးခဲ့ပြီး68ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အီရန်ခေါင်းဆောင်အယာတိုလာကော်မတီကတော့အမေရိကန်တို့ရဲ့တိုက်ခိုက်မှုဟာရီမင်းနိုင်ငံနဲ့ရီမင်းပြည်သူတွေကိုတိုက်ခိုက်မှုသာဖြစ်တာကြောင့်ရက်တန့်ပေးဖို့လိုတယ်လို့တောင်းဆိုခဲ့ပါတယ်။အမေရိကန်တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်တဲ့အနေနဲ့ဟူဒီကအမေရိကန်လေရင်သင်းမောပါတဲ့စစ်သင်းမောအုပ်စုကို drone တွေဒုံးကျည်တွေနဲ့တတိယမြောက်တိုက်ခိုက်ခဲ့တဲ့အပြင်ကိုဟူဒီထိန်းချုပ်ထားတဲ့ရီမင်းမှာ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကိုလူထောင်နဲ့ချီဆန္ဒပြမှုတွေရှိလာခဲ့ပါတယ်။ပင်လယ်နီမြောက်ပိုင်းမှာ48နာရီအတွင်းတတိယအကြိမ်မြောက်တိုက်ခိုက်မှုအဖြစ်အမေရိကန်လေယာဉ်တင်သင်္ဘော USS Harrius Truman ပါဝင်တဲ့စစ်သင်္ဘောအုပ်စုကိုဒုံးကျည်တွေ drone တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ Matchla 18ရက်နေ့က Telegram မှာဖော်ပြပါတယ်။ဟူတီကအလင်းညာတွေနဲ့သတင်းမှားတွေကိုဆက်လက်ထုတ်လုပ်နေပါတယ်။သူတို့ကတိုက်ခိုက်မှုတွေကိုနည်းနိုင်သမျှ အမေရိကန်တိုက်ခိုက်မှုတွေကိုနည်းနည်းများနေအောင်သာပေါ်ပြပြီးသူတို့ရဲ့အောင်မြင်မှုတွေကိုပုံကြီးချက်နေတာဖြစ်တယ်ဆိုပြီးအမေရိကန်တာဝန်ရှိသူတွေဘက်ကပြောကြားခဲ့ကြောင်းတွေ့ရပါတယ်။အမေရိကန်လေတပ်ဒုတိယဗိုလ်ချုပ် Alexek Greenkiewicz ကတပုန်ငါပြမှတ်တဲ့မိုင်100ကီလိုမီတာ160လောက်လွဲနေတာဒီဆိုတော့တိုက်ခိုက်တာတွေကိုဟူတီကလုပ်တယ်ဆိုတာဒီပြူကခက်တယ်လို့ပြောကြားခဲ့ပါတယ်။ပင်တဂွန်ကတော့ဟူတီရဲ့တိုက်ခိုက်ရေးစမ်းရည်တွေကျဆင်းသွားစေဖို့အတွက်ဆက်လက်တိုက်ခိုက်မှာဖြစ်တယ်လို့ပြောကြားသွားပါတယ်။စနပ်ပြမှုတွေ ဟာဒါမဟိုဒီတာအမရန်တို့မှာပေါ်ပေါက်ခဲ့ပြီးတော့ဟူတီအဖွဲ့ပေါ်ပေါက်ရနေရဖြစ်တဲ့စာတားမှာလည်းများပြားလာတဲ့လူကြီးဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။မြို့တော်စာနာမှာဆန္ဒပြသူထောင်ပေါင်းများစွာကရိုင်ဖယ်တနက်တီဓာတ်တွေကိုရန်ချန်တွေကိုဖွင့်ရန်ဆန္ဒပြခဲ့ပြီးအမေရိကန်အတွက်မရဏအစ္စရေးအတွက်မရဏလို့ကြွေးကြော်ခဲ့ပြီးရီမင်ဟာဘယ်တော့မှနောက်ဆုတ်သွားမှာမဟုတ်ဘူး။အမေရိကန်တွေကိုအာခံသွားမှာဖြစ်တယ်၊ဂျူးတွေကိုအာခံသွားမှာဖြစ်တယ်လို့သူတို့ဆန္ဒပြတဲ့အချိန်မှာပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။ ထရန့်နဲ့အခြားကြီးတဲ့အမေရိကန်တာဝန်ရှိသူတွေကတော့ယီမင်ကိုအမေရိကန်ရဲ့ကျူးကျော်မှုနဲ့စစ်အရာဆုံးမှုကျူးလွန်ရမှာတရားမဝင်နီးနှံတဲ့တရားမျှတမှုကိုရှာဖွေနေတယ်ဆိုပြီးတော့အီရန်ရဲ့ကုလသမဂ္ဂတန်တမန်အေမတ်ဆာအက်အီရဗာနီကရေးသားခဲ့တဲ့စာကိုအီရန်ကလုံခြုံရေးကောင်စီကိုပေးပို့ခဲ့ပြီးတော့ထရန့်ဟာကုလသမဂ္ဂဘရိညာန်ကိုချိုးဖောက်နေတာဖြစ်တယ်လို့ရေးသားထားကြောင်းသိရပါတယ်။အဲဒီပေးစာကို AFP သတင်းဌာနကတွေ့ရှိခဲ့ရတယ်လို့လည်းရေးသားဖော်ပြထားပါတယ်။ မတ်လ20ရက်နေ့ကဟူဒီလက်နက်ကိုင်တွေကဘန်ဂူရီယန်ပြည်ပဆိုင်ရာ၄စိတ်ကိုပါလက်စတိုင်း2အမျိုးအစား hypersonic ပဲထိန်တုံးကြီးတစ်စင်းပစ်လွတ်ခဲ့တယ်။အဲ့ဒီအပြင်ဟူဒီလက်နက်ကိုင်တွေဟာအမေရိကန်ရေတပ်တင်မောဖြစ်တဲ့ USS Harry S. Truman လေးနဲ့တင်မောနဲ့သူ့ရဲ့ရေရင်စုကိုလည်းထပ်မံတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ဂျီမန်ဟူဒီလက်နက်ကိုင်များထိန်းချုပ်ထားတဲ့ Elmer Sweeter ရုတ်တံလိုင်းကထုတ်ပြန်ခဲ့ပါတယ်။အစွေးလေပိုင်းနေရာအများအပြားမှာ မတ်လ20ရက်နေ့နဲ့ပိုင်းလေကြောင်းတိုက်ခိုက်မှုသတိပေးချက်တွေပေါ်ထွက်လာခဲ့တယ်လို့အစ္စရေးရဲတပ်ဖွဲ့သတင်းရသိရပါတယ်။ဂျီမန်ဘက်ကပြစ်လွှတ်ခဲ့တဲ့ဒုံးကြီးဒဇင်းကိုပြစ်ချနိုင်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကဆိုပါတယ်။လက်ရှိချိန်ထိတော့တေဆုံးတရားရသူမရှိဘူးဆိုပြီးရေးပေါ်ခေစေးဌာနရဲ့သတင်းတွေအရာလည်းသိရပါတယ်။ဟုတ်ကဲ့ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲ့ဒါကတော့အစ္စရေးဝန်ကြီးချုပ်နဲ့ရှင်ဘတ်အကြီးအကဲကြီးကတင်းမာမှုနဲ့ရှင်ဘတ်ဆိုတာဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတာလေးကြည့်ရအောင်ပါ။ ။အစ်ဆွေပြည်တွင်းလုံခြုံရေးအေဂျင်စီရှင်းဘက်ကနေတန်ယာဟူရဲ့အနီးကပ်အရာရှိတွေကိုစုံစမ်းစစ်ဆေးနေချိန်မှာပဲရှမတ်ကိုဥဆောင်နေတဲ့ရိုနင်ဘားကိုယာရုကနေဖေရှားနိုင်ဖို့အတွက်ကြိုးပမ်းသွားမယ်ဆိုပြီးတော့အစ်ဆွေဝန်ကြီးချုပ်နေတန်ယာဟူကမတ်လ16ရက်နေ့မှာကြေညာလာခဲ့ပါတယ်။ရိုနင်ဘားကိုဖေရှားလိုက်လို့ရှိရင်အစ်ဆွေရဲ့စီးရေးညီမချက်တွေဖြစ်မြောက်လာပြီးတော့နောက်ထပ်ကန့်ဆိုးမှုတစ်ခုကိုတားဆီးနိုင်မယ်ဆိုပြီးနေတန်ယာဟူကပြောလာခဲ့ပါတယ်။ရိုနင်ဘားကတော့အရေးကြီးတဲ့စုံစမ်းစစ်ဆေးမှုတွေကိုအပြည့်တက်နိုင်အောင် ကျန်အစ်စရိတ်ဇာကန်တွေပြန်လည်လွတ်မြောက်လာအောင်နဲ့သူ့နေရာကိုဆက်ခံဖို့အလားအလာရှိသူတွေကိုပြင်ဆင်ပေးနိုင်အောင်လက်ရှိတာဝန်ကိုဆက်ယူထားအောင်မယ်လို့တုံ့ပြန်ထားပါတယ်။အစ်စရိတ်ရှင်းနေချုပ်ကအဆိုအရနေတန်ယာဟုဟာဘယ်အကြောင်းကြောင့်ရိုနန်ဘာကိုဖယ်ရှားလိုလဲဆိုတာကိုရှင်းလင်းချက်ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ရှင်းဘတ်ဆိုတာကပါလက်စတိုင်းဟာမတ်အဖွဲ့ကိုစောင့်ကြည့်ရေးတာဝန်ယူထားတဲ့အဖွဲ့ကြီးလည်းဖြစ်ပြီးတော့2023အောက်တိုဘာ9ရက်တိုက်ခိုက်မှုဖြစ်ရတာဟာအေဂျင်စီရဲ့ပော့ရော့မှုတွေပါတယ်လို့ပဲ။ နေတန်ယာဟုအစိုးရရဲ့ policy လိုအပ်ချက်တွေကြောင့်လည်းဖြစ်တယ်ဆိုပြီးတော့မကြသေးတဲ့ကထုတ်ပြန်ချက်တစ်ခုမှထုတ်ပြန်ခဲ့ပါတယ်။အဲ့တော့ဒါဆိုလို့ရှိရင် Israel ရဲ့နာမည်ကျော်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Shin Bet ဆိုတာဘယ်လိုအဖွဲ့အစည်းမျိုးလဲလို့ကြည့်အောင်ပါ။ Israel လုံခြုံရေး agency Shin Bet ဆိုတာက MN ဆိုတဲ့စစ်ထောက်လိုင်းရေး Mossad ဆိုတဲ့နိုင်ငံခြားထောက်လိုင်းရေးဌာနတွေနဲ့အတူ Israel ထောက်လိုင်းရေးအတိုက်အဝန်းရဲ့အဓိကအဖွဲ့အစည်း၃ခုအနက်ကတစ်ခုဖြစ်ပါတယ်။ Shin Bet မှာက အဓိကဌာနနဲ့တာဝန်၃ခုရှိပြီးတော့ RR ဌာန၊ Israel နိုင်ငံကြီးဌာနနဲ့အကာအကွယ်နဲ့လုံခြုံရေးဌာနဆိုပြီးအကြံမြင်ရှိနေပါတယ်။ RR ဌာနဆိုတာကတော့ Israel အနောက်ဘက်ကမ်းနဲ့ Gaza ကမ်းမြောင်မှာ RR နဲ့ဆက်နွယ်တဲ့အကြမ်းဖက်မှုတံပြန်ရေးလှုပ်ရှားမှုတွေအတွက်အဓိကတာဝန်ရှိပါတယ်။ Israel နဲ့နိုင်ငံကြီးဌာနကတော့အရင်က RR မဟုတ်တဲ့ရေးရဌာနလို့အမည်ပေးထားပါတယ်။အဲ့ဒီကဂျူးဌာနလို့လည်းသိကြတဲ့ဂျူးကန်နာအတွင်းတံပြန်ထောက်လန်းရေးနဲ့အပြည့်အမောင်တာစီရေးဌာနတို့ပါဝင်ပါတယ် တချို့လုံချင်းကိုတားဆီးဖို့နဲ့နိုင်ငံတော်နဲ့ဒီမိုကရေစီအစိုးရကိုဆန့်ကျင်တဲ့လုပ်ရက်တွေအကြမ်းဖက်မှုလိုကိစ္စမျိုးတွေအစွန်းရောက်ဝါဒီတွေကိုကင်တွယ်ဖြေရှင်းဖို့တောင်းဝန်ရှိပါတယ်။သူ့ရဲ့မူလခရုပြုတဲ့အကြောင်းအရာကကွန်မြူနစ်အစုအဖွဲ့နဲ့သက်ဆိုင်တာကြောင့်မလို့ဆိုဗီယက်ယူနီယံပြိုလဲပြီးနောက်ပိုင်းမှာညှော်နေသွားခဲ့ပြီးမြဲ1980ခုနှစ်အစောပိုင်းတွေမှာစတင်ခဲ့တဲ့ဂျူးချမ်းဖက်လှုပ်ရှားမှုတွေကိုတုံ့ပြန်ဖို့အတွက်အရေးပါလာခဲ့ပါတယ်။နောက်တဲ့ဌာနတစ်ခုဖြစ်တဲ့အကာအကွယ်နဲ့လုံခြုံရေးဌာနကတော့ အစိုးရရရှိတဲ့တန်ယုံတွေလေစိတ်တွေနဲ့သူတေသနာအစာအုပ်လိုမျိုးနိုင်ငံအတွင်းအရေးကြီးပုံကိုယ်တွေတည်နေရာတွေကိုကာကွယ်ပေးဖို့တာဝန်ရှိတာဖြစ်ပါတယ်။လုံခြုံရေးအေဂျင်စီတစ်ခုဖြစ်ပေမဲ့သူဟာအစ်ဆွေးကာကွယ်ဝန်ကြီးဌာနရဲ့အစိတ်ပိုင်းမဟုတ်ဘဲနဲ့သူ့ရဲ့အကြီးအကဲကအစ်ဆွေးဝန်ကြီးချုပ်ထံကိုတိုက်ရိုက်စီရင်ခံတာဝန်ခံရတာဖြစ်ပါတယ်။ရှင်းပရဲ့လုပ်ငန်းတစ်ခုလုံးကိုခြုံပြီးပြောရရင်တော့နိုင်ငံတော်လုံခြုံရေးကိုကာကွယ်ပေးတာအကြက်ဖက်ခွင့်ဆက်တွေဖော်ထုတ်တာအကြက်ဖက်တန်တရားရှိသူတွေကို ဖန်စီစစ်စင်းမေးမြန်းတာအနောက်ဘက်ကမ်းနဲ့ဂါဇာကမ်းမြောင်မှာအကြမ်းဖက်မှုတံပြန်စစ်စင်ရေးအတွက်ထောက်လန်းရေးအချက်လက်တွေပံ့ပိုးတာတရှိုးနှိမ်နင်းတာအကြီးအကဲရှိသည့်နိုင်ငံတော်အရေးကြီးပုဂ္ဂိုလ်တွေရဲ့ကိုယ်ရေးကိုယ်တာကာကွယ်ရေးကိစ္စအရေးကြီးတဲ့အခြေခံအဆောက်အုံနဲ့အစိုးရဟောက်အစိုးရအဆောက်အုံတွေရဲ့လုံခြုံရေးနဲ့အစ္စရေးလေကြောင်းလိုင်းနဲ့ပြည်ပတန်ရုံတွေကိုအကာအကွယ်ပေးရလို့ဖြစ်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျ။အခုလိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။